ခိုးရပါပစ္စည်းကိုလက်ခံထားရင်အမြဲတစေရောင်းဝယ်မယ်ဆိုရင်ဘလို့ပြည့်တံတွေရှိလဲအားလုံးပဲမင်္ဂလာပါရှင်ကျမကတော့ LB Group မြန်မာ Law Firm ကတရားစတော်ရှင်နေထောက်ခိုင်းရှိနေဖြစ်ပါတယ်။ကျမတို့ Law Firm အနေနဲ့အများပြည်သူတို့တည်ထားတဲ့ဥပဒေဆိုင်ရာကိစ္စရပ်များကိုဆွေးနွေးမျှဝေပေးနေရရှိပါတယ်။ ခွေးရပါပစ္စည်းကိုမယိုးမဖြောက်သောသဘောနဲ့လက်ခံထားမယ်ဆိုရင်ပြစ်ဒဏ်ကိုရဇသက်ကြီးပုံမှာ၄၁၁မှာဘလို့ပြဌာန်းထားသလဲဆိုရင်မိသူမဆိုခွေးရပါပစ္စည်းဖြစ်ကြောင်းသိလျက်နေဖြစ်စေသို့မဟုတ်ထိုတို့ယုံကြည်ရန်အကြောင်းရှိလျက်နေဖြစ်စေထိုခွေးရပါပစ္စည်းကိုမယိုးမဖြောက်သောသဘောဖြင့်လက်ခံထားလင့်တော်၎င်းထိမ့်သိမ်းထားသင့်တော်၎င်းထိုသူကို ၃နှစ်အထိထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေငွေဒဏ်ဖြစ်စေဒဏ်နေရာလုံးဖြစ်စေချမှတ်ရမယ်လို့ပြဋ္ဌာန်းထားပါတယ်။တကယ်လို့ခွင့်ရပါပစ္စည်းကိုအမြဲတစေရောင်းဝယ်ဆက်ဆံမယ်ဆိုရင်တော့ ပြစ်ဒဏ်ကိုရဟဇတ်ကြီးပုံမှာ၄၃မှာဘလို့ပြားထားသလဲဆိုရင်မိသူမဆို900ဘာပစ္စည်းမှန်တိလျက်နဲ့ဖြစ်စေထို့တို့ယုံကြည်ရန်အကြောင်းရှိလျက်နဲ့ဖြစ်စေထို့ပစ္စည်းကို အမြဲတစေလက်ခံလျင်သို့မဟုတ်ရောင်းဝယ်ဆက်ဆံလျင်ထို့သူကိုထောင်နဲ့20ဖြစ်စေ10နှစ်အထိထောင်နဲ့တမျိုးမျိုးဖြစ်စေချမှတ်ရမည်ဖြင့်ငွေရန်လဲချမှတ်နိုင်တယ်လို့ပြဌာန်းထားပါတယ်။ဒါကြောင့်ကျမရဲ့ဆွေးနွေးမျှဝေမှုကိုအနှစ်ချော့ရမယ်ဆိုရင်တော့ ကိုရပါပစ္စည်းမဲ့တိလျက်နဲ့မရိုးဖြောက်သောသဘောနဲ့လက်ခံထားမယ်ဆိုရင်နံပါတ်1ထောင်နဲ့ချမှတ်ခံရနိုင်တယ်နံပါတ်2ငွေတယ်ချမှတ်ခံရနိုင်တယ်နံပါတ်3ထောင်နဲ့ရောငွေတယ်မှာချမှတ်ခံရနိုင်မှာပဲဖြစ်တယ်ကိုရပါပစ္စည်းမဲ့တိလျက်နဲ့အမြဲတစေရောင်းဝယ်ဆက်ဆံမယ်ဆိုရင်တော့ထောင်နဲ့ချမှတ်ခံရနိုင်တဲ့အပြင်ငွေရန်လည်းချမှတ်ခံရနိုင်မှာပဲဖြစ်ပါတယ်နောက်တစ်ပိုင်းမှာကျွန်မသက်ဆိုင်ရာခေါင်းစဉ်လေးတစ်ခုနဲ့ဆက်လက်ဆွေးနွေးညှဝေပေးသွားမှာဖြစ်ပါတယ်ဗီဒီယိုလေးကိုကြည့်ရှုပေးခဲ့သူအားလုံးကိုအထူးပြင်ကျေးဇူးတင်ရှိပါတယ်ရှင်